အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့အာဂိန်းစီတီလှုပ်ဝေစမ်းကြဲသောမြို့တော် channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စာရေးဆရာမင်းဟင်ခန့်အုတ်တာဒီပါရဲ့မျက်စံထုံးနဲ့ရုပ်ပြောင်းကဝေမောင်မိုင်းဝေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မျက်စံထုံးနဲ့ဗာကြီးခိုင်တို့အဖွားလာကိုနှုတ်ဆက်ပြီးခရီးဆက်ခဲ့ကြပါတယ်မြေစိတ်ကိုစဉ်းကြတော့အဖွားလာစီကနေဗာကြီးခိုင်ပြန်တောင်းလာတဲ့ကြောင်နဲ့ကြီးကပါမလာတော့ပါလမ်းတစ်လျှောက်မှာလဲဗာကြီးခိုင်တို့ရှေ့ရကြော်တက်လိုက်နောက်မှာကြံခဲလိုက်နဲ့တနေရာကိုရောက်တော့ ျောက်ချင်းမလှပျောက်သွားပါလေဒီလိုနဲ့မျိုးစိတ်ကိုရောက်တော့နှစ်ယောက်သားတမ်းပန်ပေါ်တက်ခဲ့ကြပါလေအဲ့ဒီခါမျက်စံတုံးကလည်းကြောင်တက်ကြီးပါမလာတာကိုသတိရပြီးဘာကြီးခိုင်ကိုလှမ်းမိလိုက်ပါလေဘာကြီးခိုင်ဟိုကောင်ရောပူမနေပါနဲ့ကွာဒီကောင်လိုက်လာမှာပေါ့ကျုပ်တို့သွားရမှာရေချောင်းခီးဆိုဗျအေးလေဒီအရာဝီမြစ်ကိုဆန်တက်ရမယ်ချောင်းမြို့ကြီးရဲ့တစ်ဖက်ကန်းကိုတက်ရင်ရောချောင်းနယ်ကိုရောက်မယ်ချောင်းရိုးတိုင်ဆန်တက်ရင်တရင်မျိုးကိုကျော် ေါသနဲ့ပင်တလေးချာမှာစင်ဒီတောင်စွာရှိတယ်ကွအဲ့ဒီမှာ900ခင်းနဲ့အိမ်တလုံးရှိတယ်။ဘာကြီးခိုင်လည်းခီးကြီးချောင်းတစ်လျှောက်ကနေတွေကိုရေတွက်ပြရင်တတ်မှန်ပေါ်ထိုင်လိုက်တယ်။ဘာကြီးခိုင်ခေါ်လာတဲ့ကြောင်နေကြီးကတတ်မှန်ပေါ်ပါမလားပဲ။ तू ကရေကူးပြီးလိုက်လာမှာလားဗျ။ကြောင်ကတော့ရေကူးတတ်မလားဟ။ဒါပေမဲ့တတ်မှန်တော့ကောင်းကောင်းခတ်တတ်တယ်ကွ။ဘာကြီးခိုင်ပြောလို့မဆုံးခင်မြေကိုဆန်တတ်မဲ့လေကရွှေကနေဖြစ်သွားတော့မျက်စံထုံးလေလေနံကိုဖမ်းရင်လေထိုးသားကိုကြည့်လိုက်မိပါတယ်။ လေမင်းမှာခြုံတယ်လေးပတ်ထားပေမဲ့အင်ဂျီဝင့်မထားပါဘူးကိုလုံးကိုတယ်ကတော့တောင့်နေအောက်ပိုင်းမှာတော့ဘာကြီးခိုင်လို့တောင်ရှိပစိုးမဟုတ်ပါဘူးရှမ်းပေါင်းပြီနဲ့အသက်30ဝန်းကျင်လောက်ရှိပါပြီဇပင်ကတော့တစ်ခေါင်းလုံးဖြိုးဝေးဖြူနေပြီလေကုတ်ပေါ်ထီထောက်နေတဲ့အထိကိုရှိပါတယ်နှကန်းမွေးလည်းရှိတေချာကြည့်တော့မှနေရွက်ကလည်းအပေါ်ဘက်ကိုနင်းနေချုံနေတယ်လို့လို့လူပုံစံပေမဲ့လူနဲ့မတူတဲ့အမူအရာတွေကိုလည်းတွေ့ရတယ်အထူးစားလို့မနေနဲ့ဒီကောင်ကအကြောင်းအတွင်ပြောင်းနိုင်တဲ့ နာနာယုတ်တက်တဲ့ကဝေတကောင်ကငါးစီမှာတပည့်ခံရင်ပညာသင်ယူနေတဲ့ကောင်လေးတယောက်ကိုမေလာစီခဏအပ်ခဲ့ရတင်းရသူ့ကိုပညာတွေပေးလိုက်တယ်လေကဝေလုံးလုံးကိုဖြည့်ရောငါလည်းအဲ့ဒါနဲ့ပြန်မခေါ်တော့ပဲမေလာနဲ့ထားခဲ့လိုက်တာမျက်စံတော့လေတခါမှမမြင်ဘူးသေးတဲ့ကြောင်လူသားကိုကြည့်ပြီးအံ့ဩနေတယ်ဆုံးကဝေပညာတွေတွေရရုပ်ပြောင်းရုပ်လွယ်အတတ်နဲ့ကြိုက်တဲ့တလိမ့်ဆန်ပုံဘွားပြောင်းယူလို့ရတယ်ဆိုတော့သိလိုက်ရတယ်အဲ့ဒါတွေမကသေးပဲနှစ်ဘွားပုံစံနဲ့အသက်ရှည်အောင်နေတတ်ကြသေးတယ်ဆိုတာပါပဲ။ နမဲဘလို့ခေါ်လဲဦးလေးဘာကြီးခိုင်ရန်ပြုံးလိုက်တယ်။သွားမင်းနေလေသူဘာမှပြန်ပြောမှာမဟုတ်ဘူး။ဘာလို့လဲဗျ။ तू ကနားမကြားလို့လား။နာနာရုပ်တက်ပညာနဲ့ចောင်းတဲ့နှလုံးကိုစီရင်ဖို့စူးစမ်းရင်းနဲ့သူ့ရှာအចောင်းကြိုက်ခံလိုက်ရတာ။နာနာရုပ်စည်းဆိုတာဘလို့မျိုးလဲဗျ။ဒီလိုကကြားဆိုရင်အိမ်မြောင်အမီးနှစ်ခွចောင်းနှမ်းမသေးကြီးမိချောင်းသေးကြီးတင်းချိုင်းမြေတိမ်မြေလမ်းလေးခွမြေနတ်စင်မြေအိမ်တွင်းနတ်အိုးကနတ်ပန်း ရေမြုပ်ငရုပ်ကောင်း80စိတ်မောင်းစုံကဆင်ပြီးကြလာတယ်စန်ဒီ3စိတ်တို့အကုန်ရောပြီးကြိတ်နောက်တော့အထဲမှာပါတဲ့မြေစားတွေစုထားတဲ့နေရာမှာ9ရက်စီမြုပ်28ရက်ကြာရင်လက်မောင်းသွေးနဲ့ရောပြီးသွေးတောက်ရတယ်ကွရွန်စရာကြီးဗျာကျုပ်ဆိုမလုပ်ဘူးနန္ဒာရုပ်တက်ပညာကိုတက်မြောက်ထားတဲ့ကဝေတယောက်ကလော်ဂီနေပယ်မှာတိတ်ကိုစွန့်ထတ်တာကွအထက်လန်းစီရတယောက်ကိုကြားလို့တိုက်ခိုက်တာရှိတယ်လို့ရင်းကောင်၊နှကြေကောင်လို့အစိတ်ရှိတဲ့တော်ဝပုံစံတွေပြောင်းပြီးတော့လေတိုက်ခိုက်ကြသေးတယ် ဒါဆိုဒီလိုရုပ်ပြောင်းထားတဲ့ပညာတွေကိုအထက်ဆရာကြီးကဘလို့နှိမ်နှင်းလဲဗျ။အေးတနည်းပဲရှိရင်နာနာရုပ်အတက်ပညာကိုနိုင်နာဆိုလို့မူလပြန်ဆိုတဲ့နည်းပဲရှိရယ်ကွာ။တကယ်ကိုအကျင့်စရဏာအာကောင်းနေအထက်ဆရာကြီးကတော့တောက်တစ်ချက်ခေါ့ယုံနဲ့မူလပြန်နိုင်ပေမဲ့စေလာဂါထာလာဘယ်နီးလန်းဆိုတာကိုမတိပဲနဲ့ရမ်းပြီးမူလပြန်မယ်ဆိုရင်တော့ကဝေတကောင်အဖို့ဟာတာကြီးဖြစ်နေရောပေါ့ကွာ။ဒါနဲ့ဘာကြီးကဲဟိုကြောင်တစ်ပိုင်းလူတစ်ပိုင်းရှာပြည့်ရတဲ့အကြောင်းကမပါသေးဘူးနော်။ ကြောင်တစ်ပိုင်းလူတစ်ပိုင်းမဟုတ်ပါဘူးကွာသူ့နာမည်ကမိုင်းဝေတဲ့မိုင်းဝေသူ့ကိုခေါ်တယ်ထင်လို့မောင်မိုင်းဝေကလေကိုခရင်နဲ့လှဲ့ကြည့်တယ်။မျက်စိုင်ထုံးကလည်းပြုံးပြီးကောင်းကျင်ပြတယ်။ဒီကောင်ရှာပြက်ရတဲ့အကြောင်းရင်းကိုစင်တီတောင်ကငှားအိမ်ရောက်မှပြောပြမယ်။လောလောဆယ်လေကနှင်းနေတယ်ကွာ။မိုင်းဝေမင်းခဏနောင်။မိုင်းဝေဆိုတဲ့သူကချက်ချင်းအနဲ့ရောင်ခိုးငွေတွေဝိုင်းလာပြီးတော့ကြောင်နဲ့ကြီးပြန်ဖြစ်သွားပါတယ်။မျက်စိုင်ထုံးကတော့မမြင်ဘူးအရာတွေကိုအမြင်နေရလို့အမြဲတမ်းကိုအံ့ဩနေရတော့တာပါပဲ။ ဘာကြီးခိုင်ကတော့လွေကြီးတွေမှာတခုခုကိုရှာနေပုံရပါတယ်ခဏနေတော့ဘာကြီးခိုင်လွေထဲကနေနှုတ်လိုက်တဲ့လက်ထဲမှာအိုချမ်းပိတ်လေးတပြားပါလာပါတယ်အဲ့ဒီအိုချမ်းပိတ်လေးပေါ်မှာဘာကြီးခိုင်ကစမာနှလုံးကိုဆွဲလိုက်တော့စမာလေးနှစ်ခုကဆက်သွားပြီးခြေဘွားပုံလေးပေါ်လာပါတယ်ရက်ဆက်တော့လည်းတေချာကြည့်နေလိုက်ပြီးတော့ဘာကြီးခိုင်ရေးဆွဲနေတာကိုမှတ်သားလိုက်တော့တယ်ရုတ်တရက်ဆိုသလိုတာမန်ကိုတခုခုကဆွဲသလိုရမ်းခါပြီးဘာကြီးခိုင်ဟန်ချက်ပြတ်သွားတယ် မျက်စံတုံးကလည်းတစ်ဖက်ကိုကြိုင်ပြီးလဲကြတော့ပါတယ်ဟန်ချက်ပြက်ပြီးမှသတိကောင်းတဲ့ဘာကြီးကတမန်ဘောကနေပြီးကြာသွားတယ်မျက်စံထုံးရဲ့လက်တစ်ဖက်ကိုမိအောင်လှမ်းဆွဲလိုက်တယ်ဒါပေမဲ့ရေထဲမှာခါးလောက်နှစ်သွားတယ်မျက်စံထုံးတို့ကလေးတစ်ယောက်ရဲ့လေးချင်ကလူကြီးတစ်ယောက်မကလေးလံနေပါတယ်တမန်ကြီးကလည်းတဖြည်းဖြည်းနဲ့လဲလာပါပြီကြောင်ကြီးမိုင်းဝေကလည်းတခွေခွေနဲ့လှေပေါ်ပတ်ပြေးနေပါတယ်အဲ့ဒီမှာဘာကြီးခံကမျက်စံထုံးကိုအားနဲ့ဆွဲတင်တယ် မျက်စံတော်လည်းလက်နာပြီးတစ်ချက်မဲ့ရင် အပေါ်ကိုမြောက်တက်လာတော့ခြေထောက်မှာလက်မဲမဲကြီးတစ်ချောင်းကကင်ထားတာကိုတွေ့လိုက်ရတယ်။အဲဒီတော့မှဘာကြီးခံရလဲမျက်စံတော်ကိုကင်ထားရင်လက်ထဲကဆမောက်ကိုခဏချပြီးလွေကြီးကိုနှုတ်ပြန်တယ်။အထဲမှာပါလာတဲ့ဝါးကြီးတော်လေးကိုကိုက်ဖွင့်ပြီးအထဲကစေးမုံတချို့နဲ့ခြေထောက်ကိုဆွဲထားတဲ့လက်ကြီးအပေါ်ဖြူလိုက်မှလက်မဲကြီးကလွတ်ထွက်သွားပြီးမျက်စံတော်လည်းအပေါ်ကိုပြန်ရောက်လာပါတယ်။လေကြီးကပို့ပြီးလေလာတာကြောင့်မျက်စံတော်ကိုတေချာကင်ထားဖို့မှရင် ခက်လန်းလန်းကိုလှမ်းကြည့်လိုက်တယ်။လေနံကိုတေချာခိုင်နှံတော့ဟဲ့ကောင်ရှေ့မှာဝေး။ဟုတ်ကဲ့ပါကြီးခိုင်။ဘာကြီးခိုင်ကလော်တန်နှစ်ချောင်းကိုကိုယ်တိုင်ခိုင်ပြီးတမ်ပန်လေကြီးကိုဝဲလေလွတ်ခက်ရတော့တယ်။စုပ်ဝဲတဲ့ပါသားရင်လေမောက်ပြီးအားလုံးတေချာမယ်ဆိုတာကိုမျက်စံထုံးလေးသိပေမဲ့သူ့ခြေတော်ကိုစွဲတာဘာလဲဆိုတာတော့မသိသေးပါဘူး။ဝဲနဲ့နည်းနည်းလေးဝေးသွားရော လေနံတစ်ဖက်မှာလက်မဲကြီးကကင်ထားပြန်ပါလေ။ဘာကြီးဟိုမှာလေကိုစွဲနေလေ။ ဘာကြီးခါရလည်းမျက်စံထုံလက်ညှိုးထိုးပြရဲ့နေရာကိုကြည့်တော့လက်မေးကြီးကဝဲသေးကိုပြန်ဆွဲချဖို့ပြင်နေတာတွေ့လိုက်ရပါတယ်။ဘာကြီးခိုင်လည်းတမန်လော်တက်ရှိကြီးနှစ်ချောင်းနဲ့တစ်ချောင်းကိုဆွဲဖြုတ်ပြီးရိုက်လိုက်တာလက်ကြီးကကျသွားပြီမဲ့တပံပြန်လာပြီးတော့လှေနံကိုဆွဲတော့ဘာကြီးခိုင်လည်းထက်ရိုက်ရှာတယ်။အဲ့ဒီလိုနဲ့ဝဲလွေရာကနေတဖြည်းဖြည်းနဲ့ဝဲနာကတ်လာပြန်တော့လှေကြီးကလဲနေပြန်ပါတယ်။ဘာကြီးခိုင်လှေတက်နဲ့နောက်တစ်ချက်ရိုက်လိုက်တဲ့အခါလက်မေးကြီးကလော်တက်ကိုဖမ်းပြီးဝဲတွေပြစ်ချလိုက်တယ်။ နှစ်ချောင်းရှိမှအလုံးပြည့်မဲ့လော်တက်ကိုတစ်ချောင်းကပါသွားပါတယ်။ဝဲထဲမှာတဝဲလေလေနဲ့လော်တက်ကလေးကနစ်မြုပ်သွားပါတယ်။ဒီတစ်ခါမှလည်းလမဲကြီးကလေနံကိုလာကင်ပြန်တယ်။ဘာကြီးခံရအကြံနဲ့တက်တစ်ချောင်းနဲ့တံပံမမော့အောင်ထင်းရင်လမဲကြီးကိုကြောင်ကြီးမိုင်းဝေကပြေးကြိုက်ပါတယ်။မလွတ်တော့ဝေကြိုက်ထားတာကြောင့်လက်ကြီးကရုံးလေလှေရဆောင်းလေနဲ့နစ်မလို့ဖြစ်လာတဲ့ချိန်ဟဲ့ကောင်ငါတို့ဘာကြီးလွေထဲမှာဓမြောင်တစ်ချောင်းရှိရထုတ်လိုက်။မျက်စံတွင်လည်းဘာကြီးခိုင်ပြောတဲ့အတိုင်း လွေထဲကိုဆိုင်းလိုက်တော့ဒိမ်မှာတာတာနာနာထဲ့ထားတဲ့တမြောင်လေးကိုတွေ့လိုက်ရတယ်။လှေနံုံကင်ထားတဲ့လက်ကိုထိုးချခိုင်းမယ်လို့ထင်ပေမဲ့မျက်စံထွန်းဓာတ်ကိုထုတ်လိုက်တဲ့ချိန်တဦးတက်တဲ့ကိုဘာကြီးကခြေကုံနဲ့ပြေးကန်လိုက်တယ်။ဘာလို့တာလဲဗျ။ဘာကြီးခိုင်ကမျက်စံထွန်းမေးတာကိုဖြေချိန်မရပဲသွေးတွေရဲရဲနေအောင်ကြာနေတဲ့သူ့ရဲ့ခြေတစ်ဖက်ကိုညည်ရည်နဲ့ချထားလိုက်တယ်။ခဏကြာလှေနံုံကင်ထားတဲ့လက်ကြီးကလွတ်ပြီးသွေးတွေရဲနေတဲ့ရေပြင်းနှောင်းကိုကူးလာပါတယ်။ အဲ့ဒီချိန်ဘာကြီးကခြေတော့ကိုပြန်တင်ပြီးလေကိုအားနဲ့လွန်ရင်ယုံလိုက်တာဝဲရနေလေလွတ်သွားပါလေလက်မကြီးလည်းနောက်ထပ်ပေါ်မလာတော့ပါဘူးဘာကြီးခိုင်ကဝဲနဲ့အတော်ဝေးဝေးကိုရောက်မှလှော်တက်ကိုချပြီးထိုင်လိုက်တယ်ခြေတော့မှာတော့သွေးတွေထွက်နေတော့မှာပဲဓာတ်တန်ရာလည်းအတော်များတယ်ဒါပေမဲ့ဘာကြီးခိုင်ကတော့နာပုံမရဘူးဆေးပြင်းလိုက်ကြီးတို့တောင်ဖွာရှိုက်နေလိုက်ပါသေးတယ်ဗဇက်ထဲကနေဆေးလိမ်ငွေတွေကိုခြေတော့ကဒဏ်ရာပေါ်မှုတ်လိုက်တော့အမာရွတ်တောင်မကြံပဲအကောင်းပကတိဖြစ်သွားပါတယ် စွမ်းလာ ਈ လားပါကြီးကဒါနဲ့ခုနကဘာကောင်လဲဗျအတော်ကျင်းနေရေသေးရဲတမျိုးပါကွာရေသာမချတဲ့ဒေသနာတွေမှာရှိရစားတောက်နေရတယ်မကောင်းဆိုးဝါးတမျိုးဆိုးဝါးတော့တို့ရတော့တိတ်ကြိုက်တယ်ကွာဘာကြီးရဲ့လက်ကွက်ကတော့ကောင်းပါရဲ့ဗျဒါပေမဲ့တက်တချောင်းမရှိတော့ပြင်ပန်းတော့မယ်ဒီမှာဘာကြီးခိုင်ရဲ့စမရီမျက်စံတော့လေကောက်တင်ထားတဲ့စမရီကိုဘာကြီးခိုင်စီကိုပြန်ပေးလိုက်တယ်ဒါကိုခီးသွားမြန်စီတဲ့စမအစီရင်လို့ပြောလို့ရတယ်ကွာခြေဘွားမှာချပြီးရင်တလာခီးကို9ရက်နေရောက်တယ် အခုကလေနဲ့ဆိုတော့တေချာခိုင်တော့ကွာဘာကြီးခိုင်ကလေဦးမှာအိုးချမ်းဘက်အင်းပြားလေးကိုမှောက်ချလိုက်ပြီးဖနှောင့်တင်ပြီးမန္တန်ရွတ်လိုက်တယ်ဆိုရင်ပဲလေငယ်လေးကတိတ်ငနေတုံသွားပြီးတော့ရက်သွားပါလေတေချာခိုင်သားဆိုလို့အမြန်သွားမှလားလို့ဘာကြီးကဒီထက်မြန်ရအောင်မှလားဟာမြန်လုံးလို့တိတော့မတိလိုက်ဘူးမဟုတ်လားရောချောင်းလေးကိုရောက်နေပြီးငါကောင်ရဘာကြီးခိုင်ပြောမှမျက်စံထုံးလေးတတိထားမိတော့တယ်အစားကမြင့်ချင်းသွားတယ်လို့ထင်ရပေမဲ့အမှန်ကရောချောင်းလေးကိုရောက်နေရပါ ရောချောင်းလေးကလည်းအတော်လေးသာရတယ်။ရေရလည်းကြည်လင်နေပြီးတော့တည်ကြီးဝါကြီးပေါ်တဲ့တောအုပ်ကပယံလေးရှိတဲ့နေရာဆိုတော့မိုင်းညို့ပြီးအုံဆိုင်နေပါပဲ။လေကိုစင်တီတောင်နဲ့အနီးဆုံးကမ်းကိုကတ်လိုက်တယ်ဆိုရင်ပဲကြောင်ကြီးမိုင်းဝေကအရင်ဆင်းသွားတယ်။ဘာကြီးခိုင်နဲ့မျက်စံတွန်းလို့လည်းနောက်ကနေလိုက်ဆင်းသွားကြပါလေ။ပြောပါဦးဘာကြီးခိုင်ရဲ့ကိုမိုင်းဝေကြောင့်ကျုပ်တိချင်နေပြီဗျ။ရာရဲအိမ်ုံမင်းမရောက်သေးမျက်စံထုံကမေးလိုက်ပါလေ။ ဘာကြီးခံရမနေတာတော့ပဲမှိုင်းဝေရဲ့ကြောင်တတ်မော်ကြောင်ပြောပြရပါတယ်ဒီလိုငထွန်ရငါခကြီးမသွားခင်ကတည်းကနန္ဒာယုတ်ဆေးကိုမှိုင်းဝေကတောက်ပြီးသားဒါပေမဲ့ဒီပညာတွေကအထက်စီယာတွေရဲ့တောက်တစ်ချက်ခေါက်ယုံနဲ့မူလပြန်တတ်တယ်ဆိုတာကိုသိပြီးတဲ့နောက်ပိုင်းရုပ်ခွဲခြင်းအတက်နဲ့သူ့ရဲ့အတက်ကိုကြောင်ကြီးရဲ့ခန္ဓာကိုယ်ထဲမှာကိန်းအောင်စေခဲ့တယ်ကွာအဲ့ဒါဘယ်လိုလုပ်ရလဲဗျဘာကြီးခံရလဲလမ်းမာတွေမျက်စံထုံးမေးတဲ့ မောင်မိုင်းဝေချောင်းကိုပြောပြလိုက်ပါတယ်ရောချောင်းထဲမှာငါးရှာဖားရှာပြီးအသက်မွေးတဲ့ရွာသားတစ်ယောက်ညမှာထောင်ထားတဲ့ငါးတွေကိုဖော်ပြီးပလိုင်းဝင်လွှဲရင်ရွာကိုပြန်ခဲ့ပါတယ်အပြန်လန်းလေးကပင်တလေတုတ်တန်ကြီးကိုဖျက်တော့ပြန်ရမှာဆိုတော့သူလဲဆိုင်ရပိုင်ရတွေကိုကရော့ပြီးပြန်နေကြလန်းလေးတိုင်းပြန်ခဲ့ပါတယ်တနေ့ရောက်ရောက်တော့မြေပုံအစ်တစ်ခုကိုအရင်မဲမဲကြီးတစ်ခုကတူးဆွနေတာကိုတွေ့လို့သူလဲခြုံခွေရနေချောင်းကြည့်နေတယ်အချိန်ရလဲသကောင်းကျော်လာခွေညာလဲဖြစ်ပြန်တော့ ကြေရောင်လေးတွေရှိပေမဲ့တဲတဲကွက်ကွက်မမြင်ရဘူးပေါ့မဲမဲရိပ်မှမျက်လုံးစိမ့်စိမ့်ကြီးတွေကိုမြင်ရတယ်အနားကိုတဖြည်းဖြည်းချင်းမတိမတာဒိုးသွားပြီးအသေးချာကြည့်တော့ကြောင်နဲ့ကြီးတစ်ကောင်ဖြစ်နေတာကိုတွေ့ရပြီးဗဇက်ကနေလည်းဖြူပွားပွားဖြစ်နေတဲ့လူသေးအသားကိုတူးစားထားတာကိုတွေ့ရတယ်ကြည့်နေရင်မှပဲကြောင်နဲ့ကြီးကပျောက်သွားပြန်တယ်ဒီတော့ရွာသားလည်းတရေချောက်တာပဲဖြစ်မှာဆိုပြီးခက်လန့်လန့်နဲ့ရွာကိုပြန်ပြေးမယ်လို့တော့ခါးမှာချိန်ထားတဲ့ငါးပလိုင်ကပြုတ်ကနေထွက်ကြပြီးငါးတွေလည်းထွက်ကုန်ပါတယ် မမြင်မဆန်းတဲ့ငါးတွေကောက်မယ်လို့တော့ပလန်းယုံဆွဲချလိုက်တာကြောင်နဲ့ကြီးဖြစ်နေပါလေလူဟိုအနေရမလုပ်ပေမဲ့ငါးတကောင်ကိုကြိုက်ပြီးခနာလေးနဲ့မြူချလိုက်တာတွေ့တော့ရွာသားလေးအော်ပြီးရွာလေးကိုတချိုးတွေပြေးပါတော့တယ်အဲ့ဒီနေ့ကစပြီးလာခွေညတကောင်ရန်ချင်းတွေဆိုပင်တလေတုတ်တန်မှာမြုပ်ပြီးသားအလောင်းတွေကိုလိုက်ပြီးတူးဖော်တတ်တဲ့ကြောင်နဲ့ကြီးတကောင်ရှိရဆိုတဲ့တဲ့င်းကတနေ့လုံးပြန့်သွားပါတော့တယ်အဲ့ဒီတဲ့င်းကိုဗာကြီးခိုင်လေးတိသွားပြီး မိုင်းဝေကြီးတို့အစီရင်လုပ်ပေးဖို့လိုနေတာနဲ့အချိန်မစွဲတော့ပဲကြောင်ကြီးကိုဖမ်းဖို့နှစ်ယောက်သားကြံစီကြတော့တယ်။စနေနေ့ဖြစ်တဲ့လကွေညာတညမှာမိုင်းဝေကသူ့ကိုယ်တိုင်မြေကြီးထဲဝင်ပြီးမျက်နှာလေးပဲဖော်ထားလိုက်ပါတယ်။ကြောင်ကြီးကလည်းရောက်ချလာတော့မိုင်းဝေကိုလူသေးအထင်နဲ့စပြီးစားဖို့ကြံပါတယ်။မိုင်းဝေကကြောင်ကိုလက်နဲ့ဖမ်းလို့မရနိုင်ဘူးဆိုတာသိတော့လက်ကိုမြေထဲမြုပ်ထားလိုက်တယ်။ပါဇက်ကိုဟပေးထားပြီးမိုင်းဝေရဲ့လက်မျိုးကိုကိုက်ဖို့ကြံနေတဲ့ကြောင်ကြီးရဲ့မျက်နှာကို မိုင်းဝေရဥအောင်ကိုက်လိုက်တယ်။ဒါပေမဲ့အကြောင်းကြီးကချက်ချင်းမသေးတော့ကိုက်မိကိုက်ရပြန်ကိုက်လိုက်တာ။မိုင်းဝေရရှာတစ်ချောင်းလုံးဆုံးရှုံးသွားလိုက်ရပါတယ်။ဒီမှာရင်ဘာကြီးခိုင်နေသူအကြောင်းကြီးကိုရအောင်ဖမ်းကြပါတယ်။နောက်တော့ရောဘာကြီးခိုင်ဒီအကြောင်းကြီးလိုရုပ်ပြောင်းနိုင်ဖို့ဘာလို့စီရင်ရလဲ။အစီရင်ရတော့မခက်ပါဘူး။လက်သေးအစမျက်လုံးပါမကြံအောင်အနဲ့ရောင်ဖြစ်နေတဲ့ကြောင်ကြီးရဲ့နှလုံးကိုနာနာယုတ်ဆေးနဲ့ရောပြီးအစိမ့်လိုက်စားလိုက်ရင်အဲ့ဒီကြောင်ရဲ့အသွင်ကိုပြောင်းနိုင်ပြီကွာ ဘလို့မူလပြန်နည်းနဲ့မှအနိုင်ယူလို့မရတော့ကျုပ်သဘောပေါက်ပါပြီဒီစီရင်တွေအလုံးကအဖွာလာစီရရတာမဟုတ်လားမှန်လိုက်လေကွာအခုလည်းမိုင်းဝေကိုမင်းနဲ့အတူထားဖို့သူ့ရဲ့ပညာတွေကိုမိုင်းဝေစီမှာအကုန်ရှိချောင်းလည်းမှားလိုက်သေးတယ်ကဲကဲရှေ့ဆိုရင်ရတော့တဲ့ရောက်တော့မယ်နားကြအောင်ဆိုကွာမနေ့ပြန်ကြမှာမင်းကိုကတော်ပြပြီးပညာအဲ့ရအောင်မယ်ဟုတ်ကဲ့ပါကြီးခိုင်းဟုတ်ကဲ့ပါခင်ဗျဇလန်းလေးကိုအဆုံးထိနားဆင်ပေးတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ ျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါဦးအသစ်တင်တိုင်းသိရှိအောင်လို့လည်းဘေးနာ noti bell လေးကိုနှိပ်ခဲ့ပေးပါဦးခင်ဗျဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တာကတော့ကျွန်တော်ရဲလွင်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်